ဟိုးပန်ခရိုင်နန်းတိမြို့မှာဥမင်လှန်ကောင်းတူပြီးရွှေတွေခိုးယူခဲ့တဲ့တရက်ခန်းကိုဖမ်းမိခဲ့။ဟိုးပန်ခရိုင်နန်းတိမြို့နယ်မှာဥမင်လှန်ကောင်းတွေတူပြီးရွှေတွေခိုးယူခဲ့တဲ့တရက်ခန်းကိုဖမ်းမိခဲ့ပြီးလက်ရှိမှာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဟိုးပန်ခရိုင်နန်းတိမြို့ဟာဝပြည်တွင်းစီးညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေလည်းဖြစ်ပါဗျ။နန်းတိမြို့ဟောက်ကောင်လို့အမည်ရတဲ့တရုတ်ရွှေဆိုင်တစ်ခုမှာပြီးခဲ့တဲ့စက်တင်ဘာ28ရက်ကဥမေလှန်ကောင်းတူးပြီ ရှေ့တွေခိုးယူခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်9ရက်အကြာမှာဝပြည်နယ်ရဲဌာနကအဓိကတရက်ကကိုဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ WSB ရဲ့ထုတ်ပြန်ချက်အရကျူးလွန်သူဟာကိုကန့်တက်မတော် MNDAA ထိန်းချုပ်ဒေသကွန်းလွန်ခရိုင်တောင်ကျက်မြို့နယ်တောင်ကျက်ကျေးရွာနေအမည်ဖူချာချံအသက်28နှစ်အရွယ်ကိုကန့်လူမျိုးဖြစ်ကြောင်းဖော်ပြထားပါတယ်။တတိယရှိသူတွေနဲ့၎င်းတို့ပုံအောင်တဲ့နေရာကိုအရေးပေါ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်အားလုံးကိုဖမ်းဆီးနိုင်ခဲ့ပြီးရွှေ လက်ဝဲယေဒနာတွေကိုလည်း၎င်းတို့ပုံအောင်နေတဲ့နေရာကနေပြန်လည်တင်းစီနိုင်ခဲ့တယ်လို့ဆိုပါတယ်။အရိကတရားခဏနဲ့အတူတနိယရှိသူတွေကိုဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြထားပေမယ့်ကျူးလွန်သူအရေးအတွက်အတိအကျကိုတော့ထည့်သွင်း ဖော်ပြမထားပါဘူး။ဒီအခြေအနေနဲ့ပတ်သက်ပြီးဟိုပန်ခရိုင်တည်င်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ခံကနတ်တစ်ရွှေဆိုင်ဖောက်တဲ့တယောက်ကိုဖမ်းမိထားပါပြီ။အခြားဘသူတွေပါဝင်ပတ်သက်နေတယ်လဲဆိုတာကိုတော့စစ်ဆေးမေးမြန်းနေသေးပါ။ ဆက်လက်ပြီးဘလို့ပြည်တံတွေနဲ့အတူအေးအေးယူဆောင်ရွက်သွားမလဲဆိုတာတော့မသိရသေးပါဘူးအခုကအမှုကိုစီစစ်နေတဲ့ကာလဖြစ်ပါတယ်ဒါတွေအားလုံးပြီးမှသိရမှာဖြစ်ပါတယ်ဝပြည်သွေးစီးညီညွတ်ရေးတက်မတော် UWSA ထိန်းချုပ်နယ်မြေမှာမဒိမ့်မှုခိုးမှုဓမြမှုလူတက်မှုတွေနဲ့ပတ်သက်လာရင်ကြီးလေးတဲ့ပြည်တံတွေချမှတ်လိရှိပြီးတည်တံပေးတဲ့အထိစီရင်လိရှိပါတယ်